စာလုံးမှာရောက်ရှိနေတဲ့အိမ်ဖော်အလုပ်လုပ်ပြီးတော့ဘာကုန်းနဲ့လိုက်ကုန်းနေတဲ့မြမအိမ်ဖော်မှားတဲ့အကြောင်းပြောမှာဖြစ်ပါတယ်။ဖေးတရားလိုးမှားတဲ့အကြောင်းပြောမှာဖြစ်ပါတယ်။ဒီစာလုံးမှာရောက်ရှိနေတဲ့မြမအမျိုးသမီးတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာနာမည်ကစုတ်ပြတ်တက်သွားပြီ။နှစ်ကိုးနဲ့တိုင်းပြည်ဟာစုတ်ပြတ်တက်တဲ့ကြားမှာသူတို့ကြောင့်ပို့ပြီးတော့တိုင်းပြည်ဟာကြောင်ကြနေတယ်။အဲ့တော့ဒီပုံကြည့်လိုက်ပါနော်။ဒီပုံက လားနဲ့ကြိုက်ပြီးတော့ကမ်းခြေတစ်ခုမှာမော်စကိုတို့ရင်နဲ့ကလားလေသူ့ခရမ်းသီးလောက်ရှိတယ်ဟာနဲ့ထိုးထက်လိုက်တော့ဟိုကောင်မမခံနိုင်တော့အမေရဲ့အဖေကဲပါဦးနဲ့လိုက်ခေါ်တာအေးညီမပြီးမရှိတယ်သူ့အမေကလည်းအေးငါသမီးရေနင့်လိုပဲငါခုလက်ရှိခရမ်းသီးနှလုံးစားနဲ့ငါဟာလည်းအထိုးခံရတယ်ဟေးလို့ပြန်ပြောလိုက်ရောအမပွေးပြီးတော့မရှက်ဘူးလားကွာအရှက်တရားမရှိကြဘူးလားစာလုံးမှာရောက်ရှိနေတဲ့အင်ဖော်မတွေတော်တော်လေးကိုဆိုးလား နေတော့လက်တဥ္စာရှိတဲ့ဟာလေးကဒီ love ကြီးကိုကွာအရာမပြေနိုင်ဘူးလားဖြေတရားလုံးမရရဲ့အရာမပြေနိုင်ဘူးလားအလောက်တောင်မှထာနေမှရားနေမှတော့မယုတ်တိကို special ထောင်းပြီးတော့နေတော့ဟာကြီးကိုတက်ပုတ်ပလိုက်ရှင်းလားအဲ့ဆိုကျွန်တော်စင်စရာအရာပြောမယ်ဆိုလို့ရှင်စားလုံးမှာရောက်ရှိနေတဲ့ညီမအိမ်ဖော်မတွေကအကြောက်9000ရှိတယ်9000ထဲမှာ၄000 5000ကကလကုန်းပါလေ လေးတောင်၅ထောင်ကခလကုံးမာတွေကြာနေဟာတွေရိုးရိုးတောင်မှလှုပ်ရှားနေတဲ့သူတွေအဲ့တော့လေးတောင်၅ထောင်ထဲမှာမှ HIV ပိုးကူးစက်ခံထားရသူ900ခန်းလုံးရှိတယ်စင်ကာပူမှာရောက်ရှိနေတဲ့ယမမျိုးသမီးများအင်ဖော်မတွေကတန်တလားဆိုတော့လုံးဝစုတ်ပြတ်တတ်သွားပြီမတန်တော့ဒါပွန့်လင်းပြောပြတာကိုစရ900ခန်းလုံးလုံးဝအကွဲအပြဲတွေတို့ဟာနော်ကလကုံးမာတွေ မြန်မာပြည်မှာပြန်လာမယ်ဆိုလို့ရှိရင်တော့မြန်မာပြည်ကဒီဆရာဝန်များကတေချာလေးတော့သူတို့တွေးစစ်ဖို့လိုပါတယ်မဟုတ်ရင်တော့မတွေးရဲဆရာပဲ HIV ပိုးတွေ AIDS တွေပါလာကုန်မှာပြောနေကြတယ်ကျွန်တော်တို့6လတကြိမ်တွေးစစ်တယ်တွေးစစ်တယ်နေတော့နေစင်နဲ့မျှမနေ့ကနေ့ညအထိမစကူဘူးတော့6လတကြိမ်မကူရဲ့နေမလားပြီးခဲ့တဲ့နေ့ကကျွန်တော်ပြောခဲ့ပေးမယ်ခင်ဗျားတို့အားလုံးကငင်းစာနေကြတယ်အဲ့တော့ပြီးခဲ့တဲ့နေ့ကစင်ကာပူမှာ အချိုင်ဘီပေါ့ကူးဆက်ခံထားသူကအဲ့ရောက်160နဲ့နှစ်ယောက်ရှိတယ်အဲ့ဒီချဲမှာယမားတွေကြီးပဲအခုအင်ဖော်မတွေကြီးပဲကူးဆက်ခံရတာအခုတမ်းမှလှုပ်ရှားနေတဲ့သူတွေကျွန်တော်တို့ TikTok မှာ friend ဖြစ်တဲ့စင်ကာပူမှာရှိနေတဲ့ယမားအင်ဖော်မလေးတွေအဲ့မဲ့သူတို့ဒီက live လွတ်နိုင်ဘယ်ကလားနဲ့မှသူတို့ကစကားလည်းမပြောဘူးသူ့လမ်းသူပဲရှောက်တယ်နင်တို့အကြံတဲ့လူကနင်တို့ကမဟုတ်ဘူးကွာနင်တို့ရုပ်ကိုကြည်တာနဲ့ပုံမလားပါမလား နင်တို့မဲမကူနဲ့နင်တို့မျက်နာကြီးကတပုံစံနေပဲဘလော့ထိတောင်းမှနင်တို့ကဖလမ်းဖလမ်းထနေလဲဆိုတာစင်ကာပူကအဆိုးဆုံးပဲ